ကျွန်တော်နာမည်ကဒီ Tattoo Artist ကိုကွမ်းပါအာမနက်ပြန်ပွဲကတော့ကျွန်တော်ဒီ Dream Tattoo Exhibition ပေါ့နော်ဒီ Tattoo ပြပွဲပြိုင်ပွဲပေါ့ပြိုင်ပွဲလုပ်တာ International ပွဲပေါ့အာအခုကျွန်တော်တို့ဒီကျင်းပလာနှစ်ကြိမ်ပေါ့ဒါဒုတိယကြိမ်ပြီးခဲ့2024 match လတော့ပထမအကြိမ်အနေနဲ့ကျွန်တော်တို့ဒါ mini ပွဲလေးကျွန်တော်လုပ်တယ်။အဲဒီလောက်မကြီးဘူးပေါ့နော်။ mini လေးတကယ် mini အသေးလေး artist မှာ45ယောက်တင်ပဲလုပ်ခဲ့တာ။အခုက artist အယောက်100 ပေါ့နော်ဒိုင်နီရောဆိုရင်တက်တူးပညာရှင်ပေါင်းတရာကျော်ပေါ့တက်ရောက်มาပေါ့နော်တကယ်အပြင်ကလာတဲ့အဲတက်တူးပိတ်တက်တူးပညာရှင်နေနေဆိုတက်တူးပညာရှင်200 300လောက်ရှိမယ်အဲပြီးတော့လုံးတဲ့ပွဲကကျွန်တော်တို့ပြီးခဲ့နှစ်တည်းကြီးတဲ့ပေါ့လေပြီးတော့ international လည်းဖြစ်သွားတယ်ပေါ့ဟုတ်အဲရည်ရချက်ကတော့ကျွန်တော်တို့ကဒီဒေတာရင်းဒီဘက်ဒီရှင်းအောင်အခြားနိုင်ငံတွေထဲမှာကိုပဲကျွန်တော်တို့နိုင်ငံအပွဲအ ਨੇ ဆုံးပါအ ਨੇ ဆုံးဆိုတာမရှိသလောက်ကိုတော်တော်ကိုရှားတယ်ဗျတပွဲဖြစ်ဖို့ကိုမလွယ်ဘူးပေါ့နော်အမျိုးမျိုးရှားတယ် အဲဆိုတော့အဲကျွန်တော်တို့ကဒီတခြားနိုင်ငံတွေနဲ့ရင်ပေါင်တိုင်းနိုင်အောင်တက်တူးပညာကျွန်တော်တို့ဒီမြန်မာပြည်မှာရှိတဲ့မြန်မာယဉ်ကျေးမှုဟန်တွေဒီမှာဆိုရင်လည်းကျွန်တော်ပြောင်းပြီးမြန်မာကာချာတွေပါတယ်မြန်မာကာချာစာဒီမြန်မာယဉ်ကျေးမှုတွေထည့်ပြီးရေးဖို့အမျိုးအစားတစ်ခုပါတယ်ပေါ့နော်အဲအဲ့လိုမျိုးပါတယ်အဲခုနစကားကိုဆက်ရရင်ဘာလို့ရည်ရချက်ကဘာလဲဆိုတော့တို့မြန်မာမှာရှိတဲ့မြန်မာယဉ်ကျေးမှုတက်တူးပညာရက်တွေလည်းအဲတစ်ဖက်နိုင်ငံတွေမြင်ရမယ်ပြီးတော့ကိုယ်နိုင်ငံက တတူ artist တွေလည်းတခြားနိုင်ငံက artist တွေနဲ့ရင်မောင်တန်းနိုင်ရမယ်။တခြားနိုင်ငံသူတွေနဲ့အလုပ်ရှင်တွဲလုပ်နိုင်ရမယ်ပေါ့။အဲဒီရွယ်ချက်တွေနဲ့ကျင်းပါတာပေါ့။တတူပွဲမှာတခြားပါစီစဉ်နေပါမလဲဆိုတော့ entertainment အနေနဲ့ကကျွန်တော်တို့ဒီနိုင်ငံကျော်ဆိုတော်တွေပါမယ်။အဲပြီးတဲ့ခါကျတော့ဒီမြန်မာကာချာပေါ့လေဒီမြန်မာအနုပညာအကအလှတွေထည့်မယ်။မြန်မာအနုပညာအကအလှရကျွန်တော်ဒီပွဲမှာပြပလာတဲ့ artist တွေရှိတယ်။နိုင်ငံခြားဒိုင်းတွေရှိတယ်ဆိုတော့ကျွန်တော်တို့မြန်မာဟူးမြန်မာဟန် ်အကအလှတွေထည့်မယ်အဲ့ဒီအစီအစဉ်တွေပါတယ်ပြီးရင်နာမည်ကြီးအဆိုတော်တွေနိုင်ငံကျော်အဆိုတော်တွေတည်ဆိုကြမယ်ဟုတ်အာဘယ်လောက်နာမည်ကြီးလဲဆိုရင်ကျွန်တော်ပြောပြမယ်ကျွန်တော်ပွဲမှာဆိုရင်အခုကျွန်တော်တို့ပွဲမှာပါတဲ့ဒိုင်းတယောက်ဆိုရင်ဒီကျွန်တော်တို့ရဲ့ဒီ data ဒီအနီနာတဝိုက်ကဒီဘန်ကောက်မှာကျင်းပတဲ့ Thailand WHO ဆိုတဲ့အကြီးပေါ့နော်ထိုင်းနိုင်ငံမှာကိုယ်အပြိုင်ပွဲအကြီးဆုံးပွဲပြီးတော့ဒီနာကနိုင်ငံတကာမှာရှိတဲ့တက်တူအာတစ်တွေအကုန်လုံးရဲ့အိမ်မက်အဲ့လိုပွဲကြီးကိုတက်လန်းကျင်တယ်ဆိုတော့ အိမ်မက်တွေရှိကြတယ်အဲ့လိုပွဲကြီးကိုစီစဉ်ထားတဲ့ organizer ကိုယ်တိုင်တကယ်ကိုမှတကယ်ဒီအေရှားမှာတော်တော်ကိုကြီးတဲ့ပွဲကြီးကိုစီစဉ်ထားရ organizer ကိုယ်တိုင်ဒီမှာချက်ဖြစ်ပါလာမယ်အဲ့တော့ကျွန်တော်တို့ထိုင်းရရင်ကိုပဲထိုင်းချက်ကထိုင်းလန်2ယောက်ချက်ကစင်ကာပူက1ယောက်မလေးက1ယောက်ကျွန်တော်တို့ဖိလစ်ပင်က1ယောက် BNN 1ယောက်ပါတယ်ဗျဟုတ်အဲဝင်ကြီးတော့ပြီးရတယ်ဗျကျွန်တော်တို့ဒီပွဲကိုလာလို့ရှိရင်တော့ကျွန်တော်တို့က ပြည်သက်တွေကြီးမယ်ဆိုရင်တရက်ကိုကျွန်တော်တို့က2000ယူတယ်ပေါ့နော်ဝင်ကြီး2000ယူတယ်နှစ်ရက်ဆိုရင်ကျွန်တော်တို့က3000ခွဲပေါ့ဟုတ်အဲ့လိုလေးစီစဉ်ထားပါတယ်ဟုတ်အဲတက်တူးပြပွဲမှာကြတော့ဒိုင်းတွေကဘလို့အကဲဖြတ်မလဲဆိုတော့ကျွန်တော်တို့တက်ဆိုင်တက်တူးမှာလဲကျွန်တော်တို့တချင်းနေလို့ပဲအမျိုးအစားတွေရှိရပေါ့လေတချင်းနေမှာဆိုပေါ့တွေရော့တွေဟေးဟော့တွေရှိသလိုကျွန်တော်တို့တက်တူးမှာလဲအဲ small jaw လေးတွေရှိရ black grey ရှိရ portrait ရှိရ japan knee line ရှိရမြန်မာကာကြာရှိရအမျိုးမျိုးပေါ့ ဲ့ဒါတွေဟိုတစ်ခုနဲ့တစ်ခုရဲ့အမှတ်ပြီးတဲ့ပုံစံအရတော့မတူဘူးပေါ့နော်ညမညမကာချာမှာဆိုရင်လည်းညမကာချာနဲ့ပတ်သက်တဲ့ဟာတွေပေါ့မူတည်ပြီးတော့အမှတ်ပေးတာ realistic ဆိုလဲ realistic ဖြစ်တည်မှုပေါ်ကြည့်ပြီးတော့တကယ်ကို realistic ဖြစ်လားဆိုတဲ့အပေါ်မှာမူတည်အမှတ်ပေးတာအဲ့ဒါတွေကကြတော့ရှင်းပြရင်တော့အများကြီးပဲပေါ့နော်ဟုတ်ဟုတ်အာကျွန်တော်ကျွန်တော်ဒါပြောတယ်စိတ်လဲစိတ်လှုပ်ရှားတယ်လုံးစောအမှန်တမ်းပြောရင်ကျွန်တော်အရွယ်နေက အာဒီလိုမျိုးပွဲလုပ်ဖို့ဆိုတာမဖြစ်နိုင်သေးဘူးပုံမှန်အတိုင်းဆိုရင်ကျွန်တော်တို့အသက်အရွယ်နဲ့ဖြစ်နိုင်သေးဘူးပေါ့နော်အဲ့ဒါကျွန်တော်မနေကြိုးစားပြီးတော့ကျွန်တော်လုပ်ရတာပေါ့ဘာလို့ဆိုတော့တစ်ဖက်ကတစ်ဖက်ကဒီပြည်ပကလူတွေကိုဖိတ်မယ်ဆိုတော့လေကျွန်တော်တို့လူငယ်တယောက်အနေနဲ့ကြတော့လေဖိတ်ဖို့ကအဲ့လိုခက်ခဲတယ်အဲ့လိုမျိုးတွေဖိတ်လို့ရအောင်လေကျွန်တော်ရှေ့မှာသွားခဲ့ရတယ်ပေါ့နိုင်ငံခြားပွဲတွေအများကြီးအများကြီး international ပွဲတွေကျွန်တော်ကိုယ်တိုင်သွားတယ်သူတို့နဲ့ခင်အောင်အဲ့လိုပေါ့သူတို့နဲ့ရင်းနှီးအောင်ပေါ့လေအဲ့လိုမျိုးအဆင်ပြေအောင်လုပ်ပြီးတော့ဖြည်းဖြည်းချင်းကျွန်တော်တို့ဒီဘက်ကိုရအောင်ဖိတ်ခေါ်တယ် ော့ခုနလူပြောရမလဲဆိုတော့လူပွဲကြီးဖြစ်လာတော့ဝမ်းသာတာပေါ့အခုချိန်အထိကိုပဲစိတ်လှရှားသေးတယ်မနေ့ကပွဲဆိုတော့အတတတွေတော့မသိဘူးကျွန်တော်ကပို့ပြီးတော့စိတ်လှရှားတယ်ဘာလို့ဆိုတော့ကိုဖန်တီးထားတဲ့ပွဲကလုံးဝလှလှပါပါခန်းခန်းနာနာနဲ့ပြီးဆုံးသွားဖို့ကရည်ကြီးရယ်လीနော်ကျွန်တော်တို့ဒီ Dream Tattoo Exhibition ဘောလုံးတူးကိုရန်ကုန်မြို့ဒီအဲအင်းအားလေးဟိုတယ်ဝင်းထဲက YCC ရန်ကုန် Convention Center မှာကျွန်တော်တို့ဂျွန်လပေါ့နော်ဂျွန်လ9ရက်8ရက် မနေ့ပြန်စနေတပတ်ခါတနေ့ကနေနှစ်ရက်တိုင်တိုင်မနေ့9နာရီရနေပြီးတော့ည8နာရီအထိစီကားတက်မြက်ဆိုကျင်းပါမှာဖြစ်တဲ့အတွက်တတူဝါသနာပါတဲ့သူတွေရောတတူအကြောင်းကိုမသိလို့လေ့လာခြင်းတဲ့သူတွေရောမြည်သူဆိုလာရောက်လေ့လာနိုင်ပါတယ်လို့ဖိတ်ခေါ်ကြည့်စီပါရဲ့